အာစင်ချင်ကိုအာယူဖို့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ကတော့ကျူတီပင်စင်ပေးတော်ဖရာဆိုပြီးမှကောင်းစီပေးထားပါတယ်။ကဘာဟုတ်ချက်အခန်းကြီးညီလေးနေနေသူ့ပေးလိုက်ပါကဘာဟုတ်ချက်အခန်းကြီးအာနေ့ငွေရှိမှာကျွန်တော်တို့ချက်ဖတ်ကြည့်အောင်နော်။သူနောက်အော်မဟုတ်ဘူး။ထောင်ရအရှင်ဖရာသခင်ဒီလေး အရှင်မြတ်နာအေဒီအရ၌ဥယင်ကိုစိုက်ပျိုးပြီးလေဖန်ဆင်းတော်မူသောလူကိုသူဥယင်၌နေရာချတော်မူ၏အဲ့တော့အရှင်မှာပြန်ကြည့်တဲ့အခါမှာအေဒီခုံမှာဗောနော်သူနောက်ထောင်ရအရှင်ဘုရားသခင်ဒီမြေမှုဖြစ်လူကိုဖန်ဆင်း၍သူ၏နှကောင်းသေးတို့ဇီဝအသက်ကိုမှုတော်မူလင်လူဒီအသက်ရှင်သောတတ္တဝါဖြစ်လေ၏လို့ပြောပါတယ်အဲ့တော့အသက်ရှင်သောလူ လူပုကွန်ကို မဖန်ဆင်းခင်မှာကိုကလေးကဘုရားတခင်ကအေဒီဆိုတဲ့ဥယျင်ကိုဖန်ဆင်းပေးသွားပြီဖြစ်ပါတယ်။ဘုရားတခင်ကအာဒံရဲ့အေဝါကို အရင်ဖန်ဆင်းခဲ့မယ်ဆိုရင်ဘယ်မှာနေရမှ မသိဖြစ်သွားမှာပေါ့နော်။ဘယ်မှာနေရမှမသိဘယ်မှာသွားရမှမသိဖြစ်သွားမှာ။ဒါပေမဲ့ဘုရားကအဲ့လိုမဟုတ်ဘူး။သူတို့နေရနေဖို့ရတဲ့အေဒီကို လတ်လပပလေးဘုရားရှင်ပြပြစွန်အောင်ဘုရားရှင်ပန်ဆင်းပြီးတဲ့အခါမှာလူအန္တန်နဲ့အင်းဝကိုဒီနေရာမှာနေရာချပဲ့တယ်ဆိုတာကိုတွေ့ရပါတယ်အဲ့တော့ဒီရောက်ကိုကြည့်ချင်းအဖြစ်ဒီမှာညီကိုမောင်မတွေကျွန်တော်တို့ကိုလည်းပဲဘုရားရှင်ကသူ့ရဲ့အကြံစင်တော်ထဲမှာကျွန်တော်တို့ကိုခေါ်တာဖြစ်တယ်ကျွန်တော်တို့လူမဖြစ်ခင်ကတည်းကသူ့ရဲ့အကြံစီတော်ရှိပြီးသားဖြစ်တယ်။လူဖြစ်လာတဲ့အခါမှာဒီလူဘယ်လိုလုပ်မလဲဘယ်လို လုတ်ခဲမလဲဆိုတဲ့ဟာကိုဖရားရဲ့သူ့ရဲ့ဖလင်ထဲမှာအကုန်လုံးရှိပြီးသားဖြစ်ပါတယ်။အဲ့တော့ကိုနားလည်စေချင်တယ်။ဆိုတော့ကျွန်တော်တို့ကိုဖရားခင်က အပြစ်ငရေတွေကနဲ့ကယ်တင်ပြီးမှဖရားသတ္တမိဖြစ်ခွဲရတာကကျွန်တော်တို့ရဲ့ဒီလုတ်လုတ်ဆောင်ခြင်းမဟုတ်ဘဲနဲ့ဖရားကကျွန်တော်တို့ကိုကယ်တင်လိုက်တာဖြစ်တယ်။နော်လုတ်ဆောင်ပေးနေတာဖြစ်တယ်။ ဲ့ဒါကိုနားလည်စေခြင်းနဲ့အဲ့တော့ကျွန်တို့အာဒာဧဝကိုကြူတီပြီးမှပြင်ဆင်ပေးတယ်လို့ပဲကျွန်တော်တို့ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ကိုယရှိခံစားရပြီးမှအဲ့ဒီနေ့ကနေနေပြီးတော့မှကျွန်တော်တို့အသက်တာထဲမှာပေါ့မိသားစုကိုဘုရားသခင် ပြင်ဆင်ပေးတယ်မိသားစုထဲမှာအရာအားလုံးကိုဘုရားသခင်ကကျွန်တော်တို့ကိုပြင်ဆင်ပေးထားတယ်အာမင်အဲ့တော့ဘုရားခင်ဟာအရာအားလုံးကိုထိချုပ်တဲ့ဘုရားရှင်ဖြစ်တယ် ဖရာခင်ကအရာအားလုံးကိုမြင်တော့ဖရာဖြစ်တဲ့အတွက်ကြောင့်မို့အရာအားလုံးကိုကျွန်တော်တို့အဲဘဝမှာခံစားရမယ့်အရာတွေအားလုံးကိုလည်းဖရာခင်ကပြင်ဆင်ပြသားဖြစ်ပါတယ်ဆိုတဲ့အကြောင်းနားလေသိချင်တယ်အဲ့တော့အေဒီဥယီမှာအာရနဲ့အေဝါကသူတို့နေရောဘာမှမလုပ်ပါဘူးဖရာခင်ဖန်ဆင်းတဲ့နေရာမှာပဲနေခဲ့တာဖန်ဆင်းတဲ့သူကနေရာချလာတဲ့အခါမှာပဲသူတို့ကလုဆောင်ခွက်ညလာတာဖြစ်တယ်သူတို့နေရော ဘာမှမလုပ်ခင်ကလေးကဘုရားခင်ကအကုန်လုံးသူတို့ကိုစားဖို့နော်အကုန်လုံးဝတ်ဖို့ရအတွက်စားဖို့ရအတွက်နေဖို့ရအတွက်သူတို့ကိုအကုန်လုံးပင်စီပေးသားပြီဖြစ်ပါတယ်။နော်သူတို့အေဒီအိုရဲ့အဲမှာပေါ့ပြစ်ပစ်စုံတဲ့ဘဝဖြစ်ပါတယ်။အယံပျော်စရာကောင်းတဲ့ဘဝဖြစ်တယ်ဆိုတော့ကိုနားလေရပါတယ်။အဲ့တော့ကျွန်တော်တို့ဘဝတက်တာထဲမှာလည်းဘုရားခင်ရဲ့ပင်စီမှုတွေကကျွန်တော်တို့မတိနားမလဲပဲမဲ့လူတယောက်ဖြစ်လာပြီဆိုရင်ဘုရားခင်ရဲ့အကြံစင်တော်ကကျွန်တော်တို့ကို ရှေ့မှာကြူတည်ပြီးမှခုနတဲ့ချင်းမှာလာတယ်လို့ပြီးစင်ပြီးသားဖြစ်ပါတယ်အာမင်